ပူပြင်းတဲ့ပူချိန်ကြောင့်ကလပ်ကဘာဖလားမှာတိုင်ပတ်နေကြတဲ့ဆရာကြီးများကမ္ဘာကလပ်အသင်းတွေရဲ့မြေဆုပ်ပြိုင်ပွဲကြီးဖြစ်တဲ့ FIFA ကလပ်ကဘာဖလားပြိုင်ပွဲဟာလက်ရှိမှာပူပြင်းလာတဲ့ရာသီဥတုဒဏ်တွေအောက်မှာချန်ပီယံကစားနေကြရပါတယ်ဒီပြိုင်ပွဲမှာနာမည်ကျော်ကလပ်အသင်းကြီးတွေပါဝင်နေကြပေမဲ့ကစားသမားတွေအနေနဲ့ပြင်းထန်တဲ့ရာသီဥတုဒဏ်ကြောင့်ခြေစွမ်းပြေးဝပြသနိုင်မှုတွေတကယ်ကိုယုံကန်နေရတယ်လို့သတင်းတွေထွက်ပေါ်လာနေပါတယ်ဒီချင်တွေရလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲကြီးအတွက်ပါဆိုရင်ပူပန်စရာကိစ္စရတစ်ခုဖြစ် ဘောလုံးလောကသားတွေကြောင်းမှလီတန်တွေထွက်ပေါ်လာပြီးပဲဖြစ်ပါတယ်။လက်ရှိကျင်းပနေတဲ့ကလပ်ကဖလာပြိုင်ပွဲဟာအမေရိကရဲ့ပူပြင်းတဲ့ရာသီဥတုတံအောက်မှာကစားနေရတာအမှန်ပါပဲ။ပြင်းထန်တဲ့နေပူချိန်နဲ့ဆူထိုင်းစာမြန်မာမှုတွေကြောင့်ကစားသမားတွေဟာပုံမှန်ထပ်ပုံမှုပင်မနှမ်းနေနေကြပြီး သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကိုပြဝထိန်းသိမ်းထားဖို့တကယ်ကိုခက်ခဲနေပါတယ်ဒီလိုပင်ပန်းတော့တဲ့မှုတွေဟာခြေစောင်းပေါ်မှာလည်းဓာတ်ရိုက်တက်ရောက်မှုတွေရှိနေတာကြောင့်ကစားသမားတွေအနေနဲ့သူတို့ရဲ့အကောင်းဆုံးပုံစံကိုကိုင်းထဲမှာထုတ်ဖို့ပြသနိုင်မှုရုံးကန်နေကြရပါတယ်စာပွဲမှာဥရောပကလာတဲ့ကစားသမားတွေသာဒီရာသီဥလူတန်ကိုတိုင်ပတ်နေတယ်လို့ထင်ရပေမဲ့အခုဆိုရင်တစားတက်တစားအတန်ထွက်လာရကနေတောင်အမေရိကသားကစားသမားတွေပါဒီပူပြင်းမှုတန်ကိုမခံနိုင်တော့ပဲဗဇက်ကနေထုတ်ဖို့ပြောဆိုလာကြပြီပဲဖြစ်ပါတယ်ဒါ့အပြင်ကစားကွင်းရဲ့မျက်နှာပြင်အခြေအနေတွေကလည်းမကောင်းမှုလို့ကစားသမားတွေကဆောရကတက်နေကြပါတယ်ဘောလုံးအကစားအတွက်ကွင်းရဲ့မျက်ခင်းပြင်အာရည်တွေးကောင်းမှုဖို့အလွန်ရေးကြီးပါတယ် ကွင်းမြေနဲ့ပြေမကောင်းတဲ့အခါဘောလုံးထိန်းချုပ်မှုဘောလုံးပိတ်ပို့မှုတွေမှာခက်ခဲရှိသလိုကစားသမားတွေရဲ့ထိကြိုက်တန်ရရနိုင်ခြေကိုလည်းပုံမှုမြင်မှစီပါတယ်ဒီလိုရာသီဥတုနဲ့ကွင်းအခြေအနေဆိုးဝါးမှုတွေဟာကစားသမားတွေကိုပုံမှန်ထပ်ပုံမှုပြင်မနှောင်းနေစီပြီးအကောင်းဆုံးခြေစွမ်းပြသနိုင်ခြင်းမရှိဘူးလို့ပြောဆိုနေကြတာပါဒီလိုပူပြင်းတဲ့နိုင်ငံတွေကကလပ်အသင်းတွေနဲ့အဲ့ဒီမှာပုံမှန်ကစားနေတဲ့ကစားသမားတွေအတွက်ကတော့ဒီရာသီဥတုတန်ကတိတ်ပြီးမှုလို့ဆရာမရှိနိုင်ပေမဲ့ကမ္ဘာတဝန်းကနေလာရောက်ရှင်ပြိုင်ကြတဲ့အများစုသောကစားသမားတွေရဲ့အခြေအနေတွေကတော့တကယ်ကိုအဆင်မပြေဖြစ်နေကြတာအမှန်ပါပဲပုံမှန်အပြင်ကမ္ဘာစီမီပြိုင်ပွဲကြီးတွေမှာ ကစားမောင်ရဲ့ကျမကြီးနဲ့ခြေစွမ်းကိုထက်သေးစဉ်းစားပြီးပြင်ဆင်မှုတွေပြုလုပ်ပေးနေရှိပါတယ်။ဥပမာကာတာနဲ့ဆော်ဒီအာရေဗျနိုင်ငံတွေမှာကမ္ဘာဖလားနဲ့အာရှဖလားလိုပြိုင်ပွဲကြီးတွေကိုလက်ခံကျင်းပတဲ့အခါပူပြင်းတဲ့ရာသီဥတုကိုရောပါစီအောင် ကွင်းတွင်းလေးပေးစက်တွေတက်ဆင်ထားတာမျိုးကစားချိန်ကိုချိန်ညှိတာမျိုးတွေပြုလုပ်ပေးနေရှိပါတယ်။ဒါပေမဲ့လက်ရှိကလပ်ကဖလားမှာတော့အဲဒီလိုမျိုးကွင်းတွင်းလေးပေးစက်တွေတက်ဆင်ထားတာမျိုးမရှိတဲ့အတွက်ကစားမောင်ရဲ့တက်တောင့်တက်စားကစားနိုင်ခြင်းမရှိဘဲတကယ်ကိုပင်ပန်းကြီးစွာရုန်းကန်နေကြရပါတယ်။ဒီလိုမျိုးရာသီဥတုပူပြင်းမှုနဲ့ကွင်းချင်းတွေမကောင်းမှုတွေကြောင့်လက်ရှိကလပ်ကမှပလာမှာကစားသမားတွေရုန်းကန်နေရတာကိုမြင်တွေ့ရတဲ့အခါ ဘောလုံးလောကသားတွေနဲ့ပြည်သက်တွေကြောင်းမှာလာမယ့်ကမ္ဘာဖလားပြိုင်ပွဲကြီးတော့ပါတကယ်ကိုကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေမြင့်တက်လာပါတယ်။ဒါမဲ့2026ကမ္ဘာဖလားဟာလည်းကောင်းအမေရိကမှာအင်ရှင်၃နိုင်ငံနဲ့ကျင်းပမှာဖြစ်ပြီးအမေရိကန်ပြည်ထောင်စုမှာပွဲစဉ်များစွာပါဝင်မှာပဲဖြစ်ပါတယ်။ဒီလိုပဲပူပြင်းတဲ့ရာသီဥတုအောင်မှာကစားရမယ်ဆိုရင်တော့ကမ္ဘာဖလားကိုကစားရမယ့်ပေါ်စိုးရိမ်မိတဲ့လူကစားသမားတွေကိုယ်တိုင်လေးစံပြစ်လာကြပါတယ်။အကယ်၍ဒီလိုပုံစံတိုင်းကမ္ဘာဖလားလိုကမ္ဘာအကြီးဆုံးပြိုင်ပွဲကြီးကိုကျင်းပရမယ်ဆိုရင်ဒဏ်ရာရရှိမှုတွေကစားသမားတွေရဲ့ကျန်းမာရေးပြဿနာတွေပွဲစဉ်ဤဒေတာဆင်းမှုတွေစားတဲ့ပြဿနာပေါင်း1000တောင်တက်လိမ့်မယ်ထင်တယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။ ဒါကြောင့် FIFA အနေနဲ့ဒီလိုကိစ္စရပ်တွေကိုအလေးနက်တာစဉ်းစားပြီးဒါမဲ့ကမ္ဘာ့ဘလပြိုင်ပွဲအတွက်ဂျူတင်ပြင်ဆင်မှုတွေလုပ်ပေးတဲ့ကြောင်းတောင်းဆိုမှုတွေလည်းမြင့်တက်လာနေပြီပဲဖြစ်ပါတယ်။အမေရိကန်ကပ်ကအမေရိကန်ချန်ပီယံဖြစ်ပြီ။အလီဗာပူးစကော့။ဘစ်မိုဟာမက်ဆာလစ်100